ိမနေကွာရှင်းပြီးတဲ့နောက်ပိုင်းမှာလောဝအူပြောင်းလဲသွားတဲ့တည်တန်ရှင် anonymous ရဲ့ပုံစံကြောင့်တနိုင်ကလုံးဝသူရဲ့ပြဿနာတွေကတော့တော်တော်လေးကိုဆွေးနွေးကြပါရီ anonymous ကတော့အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့အသက်၁၉နှစ်မှာပဲသူရထားလိုက်ပါဆိုတဲ့တချင်းနဲ့မြန်မာနိုင်ငံသားမကနိုင်ငံတကာအထိထူပေါက်အောင်မြင်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့မိမိရဲ့အောင်မြင်မှုကိုမထိန်းထားနိုင်ပေနဲ့ အောင်မြင်နေစဉ်အတော်တွင်းမှာပြီးမိမကောက်ယူပြလိုက်ပြီးတော့သူ့ရဲ့ဘဝကိုသူရေစုံမျောခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ Anonymous ဟာသူ့မိမကိုရန်ကုန်ခေါ်လာတယ်။ရန်ကုန်ခေါ်လာတဲ့အခါမှာလေ Anonymous ရဲ့အမိကသူ့ရဲ့ချွေးမနဲ့လုံးဝမတည့်ပါဘူး။ Anonymous ရဲ့မင်္ဂလာပွဲမှာတော့သူ့အမိနေဖေကသွားရောက်ခြင်းလုံးဝမရှိပါဘူး။ဒါကြောင့်မို့လို့ anonymous ရဲ့မိမနဲ့သူ့အမေနဲ့ကလုံးဝအဆင်မပြေဖြစ်ခဲ့ပြီးနောက်ဆုံးမှာတော့ anonymous ကအမေကိုရွေးချယ်ခဲ့ပြီးတော့သူ့မိမနဲ့ပြန်လည်ကွာရှင်းခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ anonymous ဟာသူ့မိမနဲ့ကွဲကွာပြီးတချင်းတွေကတော့ဆက်လိုက်ထုတ်တယ်ဒါပေမဲ့အင်ကတော့မပေါက်တော့ဘူး youtube မှာလေး view တဲ့သိန်းနှစ်သိန်းအဲ့လောက်ပဲရတော့တယ်ထားလိုက်ပါတချင်းနဲ့ပေါက်ပြီးတဲ့ခါမှာစာအုပ်ကလေး၃အုပ်မြို့မှာနောက်ဘက်တချင်းချင်းမှာအဆရှိတဲ့တချင်းတွေနဲ့တောက်လျှောက်ကိုပေါက်ခဲ့တာဖြစ်ပြီးတော့အခုချိန်မှာတော့ anonymous ကတချင်းလေး မပေါက်နိုင်တော့ပါဘူးဗျာဒီလိုချိန်မှာပဲ anonymous စာတစ်တော်လေးတွေကိုဆက်သွင်းနေသူရဲ့ပြစ်သက်တွေနဲ့အမြဲတမ်းအဆက်အသွယ်ရှိနေခဲ့တာပဲဖြစ်ပါရီဒါမှမဟုတ်လုံးဝထင်မှမထားတာက anonymous ကလုံးဝကိုခေါင်းရဲ့နော်ခေါင်းမှာစပင်ကလုံးဝကိုပါသွားခဲ့ပြီးတော့သူဟာရောဂါတဲ့တယောက်နဲ့ဒူလာတာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြစ်သက်တွေက anonymous လေးကိုစိုးရိမ်ခဲ့ကြပါရီအကြောင်းမလို့ကုသလောတဲ့တွေထပ်ပေါ်နေတာကတော့ anonymous ဟာကင်ဆာရောဂါရှိနေပြီးတော့စပင်တွေဟာလည်းဒီဖြစ်ဖြစ်နဲ့ကျွတ်လာပြီး သူဟာသူ့ကြောင့်နဲ့ဘယ်သူ့ကောင်မှစိတ်ဒုက္ခမရောက်စေချင်တော့တာဖြစ်တဲ့အတွက်ဒီယောဂဖြစ်နေတာကိုလည်းဘယ်သူ့ကောင်မှမပြောပြဘဲနဲ့သူကသူပဲသူဟာသူပဲကြိုးစားပြီးတော့ကုသနေကြောင်းသူရဲ့ကင်ဆာရီယောဂါကတတော်လေးကိုဆူရကြောင်းတရင်တွေကတော့ထပ်ပေါ်လာနေပါတယ်ဗျာတကယ်မဖြစ်ပါစေနဲ့တရင်မှားပြီဖြစ်ပါစေနော်နမစီမိဟာငငယ်ရွရွနဲ့အောင်မြင်မှုကိုရရှိထားရည်သူပါဆက်လက်ပြီးတော့ထင်းထားပါအကောင်းဆုံးပြန်လေပရိသတ်ရှိကို